ကောင်းမြင်တဲ့မင်္ဂလာညချင်းဖြစ်ကြပါစေ။တရဝဝိနည်းပေါင်းအလုံးကိုစိတ်နှပါခြင်းမှာချမ်းသာကြပါစေ။ရှင်တော်ဗုဒ္ဓဟောမိန်ခဲ့တဲ့တရားဓမ္မတွေ၌ယူမတန်ခြင်းဉာဏ်ကြိုးစားပွားများအထောက်ကြွေဘေးစိုးရင်စိုးအန္တရာယ်စိုးကက်စိုးယောဂါစိုးအမျိုးမျိုးတို့မှာကင်းစင်ဝေးချရွေ့ ကိုယ်စိတ်နှပါကျမ်းမှချမ်းသာပြီလေ။မြတ်ဗုဒ္ဓဟောမိန်ခဲ့တဲ့ဒေသနာတော်တွေအတိုင်းလိုက်လာကြင့်ကြံကြိုးစားပွားများအထောက်ကြွ၍တရားတော်တရားမြတ်တွေရရှိကြပါစေလို့ရှေးဦးအစပနာမမမေတ္တာပို့တောင်းဆိုပြုရပါလေ။ဒီနေ့ညဘာကြောင်းရံပြောချင်တာလဲလို့ဆိုလို့ရှိရင်ဘဝမှာလူရဲလို့ဖြစ်လာကြတဲ့ ဥစဉ်တို့တွေတော်ကောင်းတို့တွေလူတိုင်းဟာကိုသွားရမယ်လမ်းကိုလျှောက်ရမယ်လမ်းရှိကြတာပဲကိုသွားရမယ်လမ်းကိုလျှောက်ရမယ်လမ်းဟာမကန်နေဘူးလို့တယ်ဥစဉ်တို့ရဲ့ဘဝတော်ကောင်းတို့တွေရဲ့ဘဝရှောက်တဲ့လမ်းလေးမကန်မယ်ဆိုလို့ရှိရင်ရောက်တဲ့နေရာလေးပဲမကန်မယ်ဆိုတာသိကြပါတယ် လူတိုင်းကကောင်းတဲ့နေရာတွေပဲရောက်ချင်ကြတယ်အမြင့်ဆုံးနေရောပဲရောက်ချင်ကြတယ်အကောင်းတကအကောင်းဆုံးနေရောပဲလူချင်းတတ်မှတ်ကြတယ်အဲ့လိုတတ်မှတ်ကြတယ်လူချင်းတတ်မှတ်ကြတယ်တို့တော်ကောင်းတို့တော်ဥစဉ်တို့တော်ဟာရှောက်တယ်လမ်းမှန်ကံဖို့တိတ်ရေးကြည့်တယ်ဒါကြောင့်လမ်းမှန်ဖို့ရှောက်တတ်ဖို့မြတ်ဗုဒ္ဓရဲ့ဒေသနာတော်တွေကိုကုကံပြီးတော့ ဗုဒ္ဓဟောခဲ့တဲ့ဒေသနာတော်တွေကနေပြီးတော့ဘုရားတို့ဉာဏ်စွမ်းရှိသလောက်လေလမှတ်တမ်းထားသလောက်ယေရှုဆက်တဲ့အနေနဲ့ဒီနေ့ညလက်မှန်ပေါ်မှာရှောက်လန်းတက်ဖို့လမ်းပြတဲ့စကားလုံးတွေပဲဖြစ်ပါတယ်အဲ့ဒီအကြောင်းအရာတွေကဘာတွေလဲလို့မေးလို့ရှိရင်တရားဝင်နေရာတိုင်းတရားဝင်နေရာတိုင်း မနောကံဆိုတဲ့အကျင့်စီပေါ့လက်မှန်မို့လျှောက်ဖို့ဆိုလို့ရှိရင်မှန်တဲ့နေရာကောင်းတဲ့နေရာရောက်ဖို့ဆိုလို့ရှိရင်လျှောက်တယ်လည်းမှန်ကန်ဖို့လိုတယ်အဲ့ဒီလျှောက်တယ်လည်းမှန်ကန်ဖို့ကြံတဲ့အကျင့်နေရာနံပါတ်1အနေနဲ့တိတ်ရည်ကြီးတယ်အကျင့်စီပေါ့အဲ့ဒီအကျင့်စီတွေကဘာတွေလဲလို့မေးလို့ရှိရင်မှန်သောအကျင့်၃မျိုးဆိုပြီးတော့ဘုံတဒေသနာမှာတော့ ောမိန်ခဲ့တဲ့တေသနာရှိပါတယ်။အဲ့ဒီမန်တော်အကျဉ်စီ၃မျိုးဆိုတာဘာပြောတာလဲမနောကံနဲ့ပတ်သက်လို့လောဘဥစည်းပြီးတော့မကြံရဘူးတဲ့။နံပါတ်၁ကလောဘဥစည်းပြီးမကြံရဘူးလို့ပြောလိုက်တာ ਨੇ မန်တော်အကျဉ်ဟာဘာလဲဆိုတာကိုထင်တာမြင်တာရှိမှဖြစ်ပါတယ်။ဟုတ်တာပေါ့။ လူတိုင်းလူတိုင်းလောဘအားကြီးလာပြီဆိုလို့ရှိရင်မှန်ကန်တဲ့အကျဉ်းစီမဖြစ်နိုင်ဘူးလောတစ်ခုလောတော့မယ်ဆိုလို့ရှိရင် အကျဉ်းစီကနေရင်ဆတာလေနော်အကျဉ်းစီကနေရင်အကျဉ်းကောင်းဉာဏ်ကောင်းလေးတွေဖြစ်ဖို့ရည်ကြီးဒါကြောင့်မြတ်ဗုဒ္ဓကလောဘဥစည်းပြီးမကျန်တယ်တဲ့ဒါဆိုလို့ရှိရင်မှန်တော့ကျန်ဖြစ်ဖို့ဆိုလို့ရှိရင်လောဘကိုဥစည်းခိုင်းတာမဟုတ်တဲ့သူအလောဘနဲ့ကျန်ပေါ့ အလောဘနဲ့ကြံပေါ့ဒါဗုဒ္ဓပြောတဲ့ဒေသနာဒါသိပြီးတော့အရမ်းလာရှိနံပါတ်၁လောဘဥစည်းပြီးမကြံနဲ့နောက်နံပါတ်၂ကသူတော်ဘာကို ဖြတ်လို့ဖြတ်စည်းပြီးတော့မကြံရဘူးတဲ့သူတော်ဘာကိုမဖြတ်စည်းရကိုမြင့်ရောက်ဖို့အတွက်သူတော်ဘာကို ဖြတ်လို့ဖြတ်စည်းဒီကောင်းတော်ငါဘယ်လိုဒုက္ခရောက်အောင် လုပ်မလဲတူတော်ငါဘယ်လိုဒုက္ခရောက်အောင်လုပ်မလဲဆိုတဲ့အကြံစီမျိုးတွေပေါ့ဒါနံပါတ်၂ သူတစ်ပါးကိုဖျက်လို့ဖျက်စီးမကြံရဘူးတဲ့အကြံစီနဲ့ပတ်သက်လို့နောက်နံပါတ်3ကတော့သူတစ်ပါးကိုညှဉ်းပန်းနှိပ်စက်လို့တဲ့အကြံမကြံရဘူးတဲ့ဒီနေ့ကဘာလောကကြီးရင်ဆိုင်ကြုံတွေ့နေရတဲ့ဘဝဒုက္ခပြဿနာတွေတုံတက်ကြည်ပါသူတော်ကောင်းပေါင်းအလုံးတို့သူတော်ကောင်းကိုညှဉ်းပန်းနှိပ်စက်လို့တဲ့အကြံမကြံရဘူးတဲ့ ဒါဆိုလို့ရှိရင်တော်ကောင်းများနားလည်သွားပြီလောဘဥစည်းပြီးမကြံရဘူးဆိုတော့အလောဘဥစည်းပြီးကြံပေါ့သူတော်ဘာကိုဖျက်လို့ဖျက်စီးမကြံရဘူးဆိုတော့သူတော်ဘာကိုမဖျက်စီးပဲနဲ့ကောင်းတဲ့အကြံစီသူတော်ဘာကိုဘာလို့လဲဩကုညီမယ်ဆိုတဲ့အကြံမျိုးပဲကြံပေါ့နောက်သူတော်ဘာကိုနှိမ့်ဆက်ညှဉ်းပန်းလိုတဲ့အကြံမကြံရဘူးဆိုမှတော့သိကြတယ်သူတော်ဘာကိုဩငါကြောင့်သူတော်ဘာတွေမတူမှဒုက္ခမရောက်စေရငါကြောင့်ဘာလို့မှသူများတွေဒုက္ခမရောက်စေရဘူး ဆိုတဲ့ဟာမျိုးပေါ့ဒါသိရကြည်တယ်ဒါမှန်သောအကျင့်ဖြစ်ဖို့မြတ်ဗုဒ္ဓမိတ်မာခဲ့တဲ့ဒေသနာတော်ဖြစ်ပါတယ်တုံးချက်ပါဗျာအများကြီးမဟုတ်ပါအဲ့ဒီတုံးချက်ကိုသရကောင်းကြီးမြတ်ကြီးနားထဲရောရောက်သွားပြီဆိုလို့ရှိရင်နှလုံးသားထဲမှာရောက်သွားပြီဆိုလို့ရှိရင်သရကောင်းမြတ်လက်တွေ့လိုက်နာကျင့်သုံးရင်အကျိုးထူးမှာဖြစ်ပါတယ်ဒါအကျင့်စီနဲ့ပတ်သက်လို့တုံးမျိုးပေါ့လူတွေအကျင့်စီပြီးပြီဆိုလို့ရှိရင်ဒီတိုင်းမနေဘူးလေနော်ဒီတိုင်းမနေဘူး ဘာလို့တလဲနှုတ်ကနေပြောနှုတ်ကနေပြောဆိုချင်အဲ့ဒီပြောဆိုချက်တရားရောမြတ်ဗုဒ္ဓကဒေသနာမှာဘလို့ပြောထားတယ်လဲလို့မေးလို့ရှိရင်မှန်တော်စကား၄မျိုးတဲ့ဟာဇဏရုံကဉာဏ်စီနဲ့ပတ်သက်လို့၃မျိုးပြောတယ်ဟိုစကားနဲ့ပတ်သက်လို့ဉာဏ်စီပြီးလို့ရှိလို့ရှိရင် ပြောကြပါလေနော်စကားပြောကြအဲ့ဒီစကားပြောနည်းကိုမြတ်ဗုဒ္ဓကမှန်တော်စကား၄မျိုးတဲ့နံပါတ်၁လိန်ညာပြီးတော့မပြောရဘူးတဲ့ ဒါဆိုရင်သေချာပြီးစန်းကျင်ဘက်ပြန်ပြောလိန်ညာပြီးမပြောရဘူးဆိုမှတော့မှန်တော်စကားပဲပြောပေါ့ဒါနံပါတ်1နောက်နံပါတ်2ကဂုံးမတိုက်ရဘူးတဲ့ဂုံးမတိုက်ရဘူးတဲ့ပြောင်းပြန်ပြန်လိုက်တော့ကျတော့စီးဆက်ညှိနှိုင်းတဲ့စကားပဲပြောပေါ့ချစ်ခင်မြတ်နိုးနေတာလေကွဲကွာသွားအောင်အစဉ်ပြေညှိညွတ်နေတာလေဖြက်လို့ဖြက်စီဖြစ်စေတဲ့စကားမျိုးတွေမပြောကြနဲ့ပေါ့ ဟိုစကားဒီပို့ဒီစကားဟောပို့ချစ်ခင်မြတ်တို့နေတာလေရဟန်းတန်ခါဆိုလည်းပဲជីညိုနေတာလေသူជីညိုနေတာလေမជីညိုအောင်အဆက်ရှိတည်ပြဒါအများကြီးပဲစကားနဲ့ပတ်သက်လို့ဒါကြောင့်ဒေသနာတော်နီးတွေကတိတ်ပြီးတော့နာယူရင်နာယူလောက်လောက်မှတ်သားရင်မှတ်သားသလောက်လိုက်နံကျင်သုံးရင်ကျင်သုံးသလောက်ကျူးထူးကောင်းပြီစကားနဲ့ပတ်သက်လို့လိညာမပြောရဘူးပြောင်းပြန်ပြန်တော့မှန်တော့စကားပြောရမယ်ဂုံးမတက်ရဘူး မြောင်မြန်မြန်တော့စီးဆက်ညှိနှိုင်းတဲ့စကားပဲပြောရမယ်။နောက်နံပါတ်3ကြမ်းကြမ်းတမ်းတမ်းမပြောရဘူးတဲ့။ဒါဆိုရင်ဘယ်လိုပြောမလဲ။ချိုချိုတာတာပြောပေါ့။စကားမကျမ်းနဲ့ဒီလိုပြောတာ။ဝါဒနာမို့လို့ဘာတွေဆိုရလဲ။သွားပြီးပြောမနေနဲ့တဲ့။ကြမ်းကြမ်းတမ်းတမ်းမပြောရဘူး။ဒီလောက်ဆိုရင်တော့ပေါက်ပြီးမြောင်မြန်ပြန်လိုက်ဘယ်လိုပြောရမလဲ။ချိုချိုတာတာပြောရမယ်။နောက်နံပါတ်4 အကျိုးမရှိတဲ့ဇာကမပြောရဘူးတဲ့ပြောင်းပြန်ပြန်လိုက်အကျိုးရှိတဲ့ဇာကပဲပြောပေါ်ဒါဆိုရင်ဇာကနဲ့ပတ်သက်လို့မှန်တော်ဇာက၄မျိုးရပါပြီဗျာချိန်နာရီတွေကအလွန်မတမတူတောင်းတဲ့ကာလမှာပြောနေတာဖြစ်တဲ့အတွက်ရှေ့ဆက်ပြီးတော့ပြောပြရစေဦးစကားပြောပြီးပြီဆိုလို့ရှိရင်ဘာလို့တလဲတူတူတော်ကောင်းမြန်ကာယကံကျွလွန်တော့မယ်လေနော်ကိုလှုပ်တဲ့လှုပ်တဲ့ မှန်တော့အလုတ်၃မျိုးဆိုပြီးဗုဒ္ဓကတော့ဒေသနာမှာပြောထားတယ်။အဲ့ဒီဇာတ်ရည်ကပြောလာပြီးပြောလာပြီးဆိုလို့ရှိရင်ကာယကံမြော့ကိုတိလက်ရောက်ကျူးလွန်ကြတယ်။အဲ့တော့အလုတ်မှန်ဖို့ဆိုလို့ရှိရင်မြတ်ဗုဒ္ဓကမှန်တော့အလုတ်၃မျိုးပါတယ်လေ။နံပါတ်၁တက်ဖြက်ညင်ပန်းနှိမ့်ဆက်ခြင်းနဲ့ဒါဆိုရင်တို့တပါးကမတက်ဖြက်နဲ့မညင်ပန်းနဲ့မနှိမ့်ဆက်နဲ့ပေါ့။တဟာကာယကံနဲ့ပတ်သက်လို့။နောက်နံပါတ်၂ ိုရဝံပျက်စီးမတရားမယူနဲ့တဲ့တိုရဝံပျက်စီးမတရားမယူနဲ့တဲ့ကာယကံနဲ့ပတ်သက်လို့တိုရဝံမပေးခြင်းတဲ့အရာတွေတိုရဝံပျက်စီးကိုညံပန်နှိပ်စက်ပြီးယူတာမတရားရှူတာတွေမလုံးနဲ့တဲ့နောက်နံပါတ်3ကတော့ကာမဂုဏ်မှားမှားယွန်းယွန်းမလုံးနဲ့တဲ့ကာမဂုဏ်မှားမှားယွန်းယွန်းတွေမပြုတ်လို့ကြာနေတယ်ကာမဂုဏ်နဲ့ပတ်သက်လို့ယနေ့ဖောက်ပြန်နေတဲ့ကမ္ဘာလောကကြီးမှာထာဟန်သိပ်ပြီးတော့တရားစရာကောင်းတယ် မှန်တော့လို့သုံးမျိုးဖြစ်ဖို့ဆိုလို့ရှိရင်တပြည့်နှိမ့်ဆက်ညင်ပန်းခြင်းမလုပ်ကြနဲ့တူတော်ပစ္စည်းမတရားမယူနဲ့ကာမဂုဏ်မှားမှားရွံ့ရွံ့ပြုလုပ်ကြနဲ့ဒါအလုံးနဲ့ပတ်သက်လို့ကာယကံနဲ့ပတ်သက်လို့မကျူးလွန်တဲ့နဲ့အရာတွေပေါ့မလုတဲ့နဲ့အရာတွေပေါ့လုံရမယ့်အရာတွေကတော့ပြောင်းမြန်ယူလိုက်ပြီဆိုလို့ရှိရင်တော်ကောင်းကြီးမြတ်ရဲ့ဖရာကြိုက်တဲ့နည်းပဲသူများအတ္တမတက်ဘူးသူတော်ဘာကိုမငင်စေဘူးမတက်ဖြတ်ဘူးဆိုလို့ရှိရင်ဖရာကြိုက်တာ သူတို့ကပစ္စည်းမတရားမယူတရားတော်နီးနေပဲယူတယ်ကိုလှုပ်အသံဖို့ပဲချစ်မြတ်နိုးတဲ့နီးနေပဲယူတယ်ဆိုလို့ရှိရင်ဒါဘုရားကြိုက်မယ်ပေါ့ကာမဂုဏ်တွေမမှောက်ဖောက်လဲဖောက်ပြန်နေမလုပ်ဘူးဆိုလို့ရှိရင်ဒါဘုရားမြတ်နိုးတယ်ပေါ့တို့တော်ကောင်းများတတိထားတော်မူကြပါကောင်းပါပြီဗျာဒါလို့ဆိုရင်တော့ပေါက်ပါသည်